မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောတဲ့ဓမ္မစကြာတရားဘယ်လူနဲ့ဘယ်လူဘယ်နတ်ကမှကန့်ကွက်တဲ့ပုဂ္ဂိုလ်မရှိဘူးတစ္ဆာဒုက္ခဇာတိပိဒုက္ခပရိသန္တိနေရတယ်ဆိုတာဒုက္ခလို့မြတ်စွာဘုရားဟောတယ်ပရိသန္တိနေရတာဒုက္ခကြီးမဟုတ်ပါဘူးလို့ကန့်ကွက်တဲ့နတ်ဆိုတာတယောက်မှမရှိဘူးတဲ့ကန့်ကွက်တဲ့လူလည်းပဲမရှိဘူးတဲ့ဘုရား ဒါကိုရှင်သာရိပုတ္တရာကြီးကပြောတာအပ္ပတိဂုတိယံသမဏေနဝဗျမဏေနဝဒေဝေနဝမာရေနဝကိနစီဝလောကသမီလောကကြီးမှာရှိကြတဲ့ဘယ်လူနဲ့ဘယ်ပြမဘယ်တတ္တဝါကမှ ပရိသန္တိနေရတာဒုက္ခမဟုတ်ပါဘူးလို့ကန့်ကွက်တဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ပရိသန္တိရရဲဆိုတာဘဝရဲ့ဆင်းရဲတဲ့သဘောတွေမသိတဲ့အတွက်ဒါကြောင့်ရကြတာ ဆင်းရဲတဲ့ဘဝတွေထပ်ပြီးတော့ဖြစ်ရတာဘဝရပြီဆိုကြတဲ့ကဘဝနဲ့ပတ်သက်တဲ့ဆက်ဆက်နေတဲ့ဒုက္ခတွေကလည်းနောက်ကတက်စီပြီးတော့လာတော့တာပဲဇာတိပြည့်စရာသူတော်ကောင်းတွေသိတယ်ဇရာမရဏသောကပရိဒေဝဒုက္ခဒေါမနသုပါယတာဇာတိပြည့်စရာဇာတိဆိုတဲ့အကြောင်းကြောင့်မွေးဖွားခြင်းဆိုတဲ့အကြောင်းကြောင့်လူဖြစ်လာပြီဆိုရင်သောကပရိဒေဝဒုက္ခဒေါမနသုပါယတာ ဟာတောကတွေဖြစ်တယ်တောကဆိုတာသူတော်ကောင်းတို့တွေယင်ထဲမှာကြိတ်ပြီးတော့ပူရာမျိုးကတောကပရိဒေဝါဆိုတာယင်ထဲတင်ကြိတ်ပြီးတော့ပူရာမျိုးမဟုတ်ဘူးပါဇက်ကန်တွေပွင့်ထွက်ပြီးတော့အမလီဖြစ်မှဖြစ်ရလေခြင်းလို့အော်ရာမျိုးပေါ့ပရိဒေဝါကြတော့အဲ့ဥပယာတကြအဲ့လိုမဟုတ်ဘာမှကိုပါဇက်ကတမ်းမထွက်နိုင်တော့ဘူးတဲ့ပက်လက်ကိုလမ်းပြီးတော့ဟာအဲ့ဒါမေ့သလိုဖြစ်သွားတာမျိုးတက်သွားတာမျိုးဟာဒါဥပယာတာပဲ အဲ့ဒါကိုဦးဇင်းတို့ငငယ်စာသင်တော့ကအိုးတွင်စီကျက်တောကားထွက်ရှန်တက်ပရိဝေလို့အိုးတွင်စီကျက်တောကားထွက်ရှန်တက်ပရိဝေအိုးတွင်စီကျက်အိုးရဲကိုစီထည့်ပြီးတော့အောက်ကမိဘူးလေးထိုးကြည့်ပူပြီးတော့စီလေးတွေဟာဘာဖြစ်တော့အစပူကစားတော့အလုံးလေးတွေနည်း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 လေးထွက်တာပူလာပြီဆိုတဲ့နဲ့ပြန်နေပါစီကငြိမ်သွားတာစီငြိမ်နေတာတော်တော်ကောင်းတို့တွေမပူဘူးမထင်နဲ့ ပူရာတီပင်နဲ့သူ့မှာငြိမ်နေတာနောက်တကအောက်ကမီးကပို့ပြီးတော့ပြင်းလာတော့အပူကမခံနိုင်တော့ဘူးဆိုဘာဖြစ်တော့ဝေပြီးတော့အိုးပေါ်မှာရှန်တက်တယ်တန်းပူရာတွေရှန်တက်တာတွေများသွားပြီးတော့တွင်းထဲမှာစီမရှိတော့ဘဲနဲ့အိုးထဲမှာစီမရှိတော့ဘဲနဲ့ခန့်ချပြီးတော့ဟာအိုးတွေဆိုရင် ပေါက်သွားတာကွဲသွားတာဒီလိုဖြစ်တာပေါ့ဝိသနုဘုရားသူတော်ကောင်းတွေဘုရားလည်းဒီတိုင်း ဇာတိဆိုတဲ့ပရိသန္တိနေရတဲ့ဒုက္ခကနေပြီးတော့လူရဲလို့ဖြစ်လာလိုက်ပြီးဒီပရိသန္တိနေရတဲ့ဒုက္ခကနေဆက်ပြီးတော့ပေးလိုက်တာတော့ကလူတိုင်းတွေ့တာပဲနဲတာလည်းများတာပဲကွာအဲ့တော့တော့ကဖြစ်ကြပြီဆိုရင်ထဲမှာကြိတ်ပြီးတော့ပူတာဟာတချို့ရင်ထဲတွေမခံနိုင်တော့ဘူးဗဇက်ကကိုပွင့်ထွက်ပြီးတော့အော်ငိုကြတာပရိဒေဝါ တချို့အောင်ငုံုံနေမကတော့ဘူးတခါတည်းအောင်မလေးဆိုပြီးတော့ပြောကိုမပြောနိုင်တော့ဘူးနဲ့ပက်လက်လန်ပြီးတော့တက်သွားတာလည်းရှိတယ်ဥပါယာသာအဲ့ဒီတော့ဒါတွေကဘာကြောင့်ဖြစ်တယ်လဲလို့မေးရင်သူတော်ကောင်းတို့တွေဖခင်ကအဝိဇ္ဇာမသိမှုတဏှာလိုချင်မှုဒီနှစ်ခုကြောင့်ဖြစ်လာတယ်လို့ဒီလိုပြောတယ်အဲ့တော့မသိမှုကြောင့်ဖြစ်လာရတယ်မသိမှုကြောင့် ဇာတိသရဗျာတိမရဏသောကပရိဒေဝတွေဖြစ်ရတယ်ဆိုရင်သိပြီဆိုရင်တော့သောကဖြစ်เสียမရှိဘူးသိရင်ပရိဒေဝဖြစ်เสียမရှိဘူးဒုက္ခဒေါမနတာဖြစ်เสียမရှိဘူးအဲ့တော့ဇာတိပြည့်เสียသရမရဏသောကပရိဒေဝဒုက္ခဒေါမနတုပါယတာဇာတိကြီးဖြစ်လာတဲ့အတွက်ဒါကြောင့်မသိမှုတို့တဲ့အတွက်ဒါကြောင့်သောကတွေပရိဝေဒတွေဒုက္ခတွေဥပါယတာတွေဖြစ်တယ်ဆိုရင်သိလိုက်မယ်ဆိုရင်တော့ တောကပရိဒေဝတွေဖြစ်เสียမှရှိဘူးပေါ့ဒါဆိုရင်ဘဝမှာသူတော်ကောင်းတို့တွေတောကမဖြစ်ခြင်းဘူးဆိုရင်သိအောင်လုပ်ရမယ်တောကငြိမ်းခြင်းနဲ့ဆိုရင်သိအောင်လုပ်ရမှာဒုက္ခငြိမ်းခြင်းနဲ့ဆိုရင်သိအောင်လုပ်ရမှာအပူငြိမ်းခြင်းနဲ့ဆိုရင်သိအောင်လုပ်ရမှာဘလောက်ထိသိအောင်လုပ်ရမလဲမေးလိုက်တော့သူတော်ကောင်းတို့တွေအနာဂါမိမက်ဖို့အဆင့်ရောက်ပြီဆိုရင်ပူဆွေးတယ်ငူကြွေးတယ်ဆိုတာမရှိတော့ဘူး ဒီအကြောင်းတွေကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဘာလို့လဲမေးလဲတော့ဟာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ကိုစားတန်ဃာတော်တွေကိုသစ္စာ၄ပါးရှင်းပြတာဒုက္ခဘာကြောင့်ဖြစ်တယ်လဲသမုဒိယသစ္စာကြောင့်ဖြစ်တယ်အဲ့ဒုက္ခကိုသိအောင်လုပ်ရမယ်ဒုက္ခသိပြီဆိုရင်ဒုက္ခသစ္စာပရိဒုက္ခသစ္စာကိုသိအောင်လုပ်သမုဒိယသစ္စာပယ်နိုင်အောင်လုပ်ရမယ် နိရောဓသစ္စာကိုမျက်မှောက်ပြုရမယ်မက်ကသစ္စာကိုပွားရမယ်ဆိုပြီးတော့တိပွဲစိုက်ပွားအရှင်သာရိပုတ္တရာကြီးကတပည့်များကိုတန်ဃာတော်များကိုဟောပြပါတယ်အဲဒါကြောင့်တရားရှိခင်သတော်စင်များဥစဉ်တို့တွေဒီတစ်ပတ်မှာသစ္စာဝိပင်ကတုတ်အနစ်ချုပ်ပြီးတော့မှအရှင်သာရိပုတ္တရာဟောတဲ့သစ္စာတရားကိုဟောပြပါတယ်ဗျာဤကဲ့သို့ဓမ္မသည်အလုံးကိုစီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာရှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ ဆုတောင်းပေးရင်လည်းဒေသနာဏီကုန်းကပ်ဖုံးကြပါစို့